မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့အဲကျွန်တော်ငယ်ငယ်တော့နေခဲ့ဟူးတဲ့အိမ်ဗျာအမှန်တကယ်ကျွန်တော်ဒီ vlog ကိုတော့ကျွန်တော်ဒီ page မှာတင်မှာမဟုတ်ဘူးဒီ pine for you ဆိုတဲ့ page မှာတင်မှာပါဗျာဆိုတော့ဒါပေမဲ့ဒီဘက် page မှာလူပိုများနေတော့နှစ်ခုပေါင်းပြီးတော့တင်လိုက်တဲ့သဘောမျိုးပေါ့ဒီနေ့မှာကကျွန်တော်ကမိတ်ဆွေတို့ကိုကျွန်တော်ရင်တော့နေခဲ့ဟူးတဲ့အိမ်လေးပေါ့ကျွန်တော်ရဲ့အရင်ဒီဆုံးဆွေမျိုးရဲ့အိမ်ကို ရောက်မင်းမယ်အခန်းပေါ်ပြတိုက်ခန်းလေးရောက်မင်းမယ်နေရာလည်းအရန်သဘောကြတဲ့အိမ်ဖျားရောဈေးတွေရောကြောင်းတွေရောဆေးရုံတွေရောဆေးဆိုင်တွေရောအကုန်လုံးနဲ့နှီးတဲ့နေရာဈေးလည်းတတန်နဲ့ရမယ့်နေရာမျိုးမိတ်ဆွေတို့ရာစေခြင်းနဲ့ဆိုတော့ကျွန်တော်အခုသွားနေပါပြီအခုကျွန်တော်ပထမဆုံးရောက်တဲ့နေရာတော့ဗျအေကန်းအေကန်းဆိုလို့ရှိရင်တော်တော်လေးကျဲတယ်တော်တော်လေးကျဲတယ်ဒီဆိုဖာတွေဒီဆိုဖာတွေဒီဆိုဖာတွေဆိုတာလည်းထားခဲ့မဲ့ဆိုဖာတွေကြီးပဲဒီကောင်ဆိုလို့ရှိရင်ကျဲတယ်ဗျာ နှစ်3 4 5ရောက်ထိရတဲ့ဆိုဖာတွေရှိရတယောက်ဆိုဖာတွေရှိမယ်3ရောက်ဆိုဖာတွေရှိမယ်ဆိုဖာတွေလဲထားခဲ့မဲ့အပြင်မှာ air con တကောင်ဝယ်တစ်လုံးနဲ့ထားခဲ့ပေးဦးမှာဒါရဲ့ဟိုဗာလဲအကန်းအခြေအနေပါဗျာအကန်း air con အဖြစ်ဆိုလို့ကျရင်လဲကျွန်တော်တို့အခန်းတန်းတစ်ခန်းတန်းဆိုရင်မှာတကောင်စီ air con တွေရှိတယ်အဲခန်းတိုင်းမှာပါတဲ့ air con တကောင်စီကိုလဲအားလုံးထားခဲ့ပေးမယ် air con ၅လုံးထားခဲ့ပေးမယ်ဒီဆိုဖာတွေလဲအကုန်လုံးထားခဲ့ပေးမှာဆိုတော့မိုက်တယ်ဗျာကဲကျွန်တော် air con ပြီးသွားပြီဆိုတော့ ချက်လောက်လေးအဲ့ဒါကိုကျလိုက်အကြည့်လိုက်ပါအောင်ဒါတော့ရှောက်လမ်းပေါ့ဗျာရှောက်လမ်းမှာတော့ကျွန်တော်အခန်းလေးခန်းကန့်ထားပေးတယ်အဲဒီကောင်းနေဆိုလို့ရှိရင်အခန်းကျယ်တယ်အခန်းကျယ်နှခန်းပါမယ်တယောက်ခန်းနှခန်းပါမယ်အခန်းထဲမှာလည်းခုနလိုပဲ air con တစ်လုံးစီကျွန်တော်ပြောသလိုပဲပါပါတယ်ဒီကောင်းနှစ်ယောက်ခန်းပြီးသွားဆိုတော့ဒါ single room ဗျာဒါ single room ခန်းလေးရလေတော့ easy ပဲ garden ထဲမှာဇဝဲတွေအဗီဒီယိုတွေပါများတည်တည်ကြာထည့်လို့ရတဲ့အချိန်အေးအေးလူလူလေးနဲ့အရင်မိုက်တယ်ဒီကောင်းဆိုလို့ရှိရင်ဗျာ နှစ်ယောက်ခန်းနှစ်ခန်းအဲဒီဘက်အချမ်းဆိုလို့ရှိရင်တစ်ယောက်ခန်းနှစ်ခန်းပေါ့လေဆိုတော့နောက်ဝင်းလေးတစ်ချက်သွားကြည့်လိုက်အောင်ဟောကျွန်တော် air con ၅လုံးထားခဲ့မဲ့အပြင်မှာဒီကောင်းလေးထားခဲ့မှာ chico brown မှာလေဖြတ်ဆက်ပေါ့လေလေဆုပ်တဲ့ဟာပေါ့လေအနောက်ကမိဖို့ချောင်းကဟိုတချို့အငွေတက်တွေပါအထဲမုံဝင်အောင်တခါလဲဖြစ်ပြီးသားဒါပေမဲ့ဒီကောင်းမှာထပ်ထည့်ပြီးတယ်အားလုံး6လုံးတော့ဖြစ်သွားမှာပေါ့နော်ဆိုတော့မိဖို့လေးတစ်ချက်သွားကြည့်လိုက်ပါဦးဆိုတော့ဒါတော့မိဖို့ချောင်းပေါ့ မိဖို့ကြောင်းလည်းတော်တော်ကျယ်တယ်ဗျဒီကောင်ပေးစင်နေပါတယ်ပါမယ်ဒီဘက်ကမိဖို့ကြောင်းဆိုလို့ညအပေါ်ကက်ဘိနက်တွေရောတော်တော်လေးပါတယ်အဲကျွန်တော်အရင်တော့ဆိုလို့ရှိရင်ဟင်းဒီဘိုင်စာထမင်းဒီဘိုင်စာခေါင်းဆက်ပဲချက်ပြုတ်မယ်ဆိုတော့ဒီမှာလူအများကြီးချက်ပြုတ်ခဲ့တဲ့နေရာအတိရပါတယ်ဆိုတော့မိဖို့ကြောင်းလည်းကျယ်လို့ပြောလို့ရတယ်မိဖို့ကြောင်းကကျွန်တော်တို့အနောက်ဘေးပေါက်ပေါ့လေနောက်ဘေးပေါက်မှာလည်းလေကားတွေလည်းရှိတယ်အဲ emergency လေကားတွေပေါ့ကြိုက်တဲ့ချက်က အိမ်အရှိရောအနောက်ကောတိုက်အမြင့်လုံးဝမရှိတာမို့လို့နေဝင်လေထွက်ကအင်မတန်ကောင်းတယ်လေတိုက်ဆိုတော့လုံးဝလေးဖြူဖြူဖြူနေဗျာအရင်မိုက်တယ်အဲကျွန်တော် ထားခဲ့ပေးမဲ့အထဲမှာလေအဲဟခုနေဆိုဖာတွေမဟုတ်ဘူးအိမ်တိုင်းနဲ့လိုအပ်ချက်တွေအဓိကအားဖြစ်တဲ့ရေတန်းဆက်ရေတန်းဘူးကြီးအပေါ်ကြီးမမတင်နေတာတည်းမဟုတ်ဘဲနဲ့ဒီလိုမျိုးရေတန်းဆက်တွေလည်းထားခဲ့ပေးမယ်ဒီဘက်မှာတော့ကျွန်တော်တို့အိမ်နာပါမယ်ရေရှုကန်းပါမယ်ဒီကြေမုံမယ်အိမ်နာတော့ဘိုးတိုင်းဆိုတော့အရှိတခြားလောက်ထပ်သွားကြည့်ပါဦးမလား ျွန်တော်အကြိုက်ဆုံးနေရာအကွက်ကွင်းရတော့ဘာကြိုက်လဲဆိုအင်ရှက်တွေလှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အစ္စလမ်ဘာသာဝင်နေဆိုလို့ရှိရင်ကျွန်တော်တို့ပလီချောင်းရှိတယ်အနည်းဆုံး10မိနစ်ကြော်ကြော်လေးပဲလမ်းလျှောက်ရတယ်ပလီချောင်းရဲ့ဘေးကရဲ့မှာစံပြဆေးရုံကြီးရှိတယ်နာမည်ကြီးစံပြဆေးရုံကြီးရှိတယ်စံပြဆေးရုံကြီးအနောက်မှာဆိုလို့ရှိရင်လည်းဗုဒ္ဓဘာသာဝင်တွေအတွက်ကျွန်တော်တို့ချက်ကစံဖရားကြီးရှိတယ်ဆိုတော့နေရာတော့အရင်အကွက်ကွင်းကိုကြာတယ်လို့ပြောလို့ရတယ်ဒီနေရာတွေတော့မဟုတ်သေးဘူးနော်ဘာရှိလဲဆိုတော့ ကျွန်တော်တို့ကားမှတ်တိုင်နေရဆိုလို့ရှိရင်လည်းကျွန်တော်ဇဝနာမှတ်တိုင်မှာလည်းဆင်းလို့ရတယ်။ဖျားလန်းလန်းနဲ့နီးရဆိုတော့တော်တော်လေးအဆင်ပြေတယ်။နောက်တစ်ခုက AKK shopping mall နဲ့လည်းနီးတယ်လို့ AKK shopping mall ဘေးမှာရှိတဲ့ဈေးတွေနဲ့လည်းနီးတယ်။ဒီနာရှိတဲ့ကျွန်တော်တို့ဟိုဘယ်လိုမလဲဆေးရုံရှိတဲ့ဈေးတန်းတွေကလည်းနီးနီးလေးပဲသွားလို့ရတယ်။မတကားပါကျွန်တော်10မိနစ်2မိနစ်လောက်နဲ့ရောက်သွားမဲ့နေရာတွေကြီးပဲ။ကျောင်းနေဆိုလို့ရှိရင်ကျွန်တော် brain walk တွေရှိမယ်။ ILBC တွေရှိမယ်။လုံမဏီတွေရှိမယ်။တကယ်ကျောင်းကောင်းနေနဲ့လည်းနီးတယ်လို့တိတ်ဆိတ်ငြိမ်သက်တဲ့ ရက်ွက်လို့ပြောလို့ရတယ်။သူကဒီလိုအကွက်ကွင်းကောင်းတဲ့နေရာအားလုံးနဲ့နီးတဲ့နေရာအရင်အဆင်ပြေတဲ့နေရာတိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာမီရောရေရောမှန်တဲ့နေရာမှာမို့လို့ကျွန်တော်ဒီဟာလေးကိုမိတ်ဆွေတို့ရစေချင်တာမို့လို့တင်ပြခြင်းဖြစ်ပါတယ်။ဆိုတော့ဝယ်ယူတဲ့ခါမှာလဲမိသူတူတူယောက်မဆိုဝယ်ယူလို့ရရှိနိုင်တယ်လေ။ဘာသာမရွေးလူမျိုးမွေးဝယ်ယူလို့ရရှိနိုင်မှာလေဗျ။လန်အပြည့်ဆိုလို့ရှိရင်ကျွန်တော်တီတီဂီဟာလန်တင်ငင်းကျွမျိုးနေရက်ွက်အပြည့်ဆိုလို့ရှိရင်ဇဝနာရက်ွက်လို့ပြောလို့ရပါတယ် ဒါဒီတိုက်တစ်ခုလုံးအရင်အစဉ်ပြေတဲ့နေရာကိုကျွန်တော်ရောင်းမိခြင်းနဲ့ဈေးလေးကတော့ဈေးအဖြစ်တိန်3300နဲ့အတန်သုံးဈေးနဲ့ရရှိမှာပဲဖြစ်ပါတယ်ဆိုတော့ကဒီတိုက်ကဆိုတော့ရှင်လင်ဘာပွဲစားဘာမှမလုပ်ဘဲနဲ့ပိုင်ရှင်ဓာတ်ရိုက်လည်းဖြစ်ပြီးညှိနှိုင်းလို့လည်းရတယ် BCC စာရွက်စာတမ်းအပြည့်စုံလည်းရှိတယ်ပါကီလုံးကအပြည့်ပဲအထက်မြင့်6လောက်တိုက်မှာဆိုလို့ရှိရင် ဒုတိယထပ်လို့ပြောလို့ရတာမို့လို့လေးဝင်လေးထက်ကောင်းမဲ့လီကားကြဲကြဲဝုံဝုံနေလေးတယ်ရှိတာမို့လို့မစ်ဆွေတို့အင်မတန်တန်တဲ့ဈေးနဲ့ရစေချင်တာပါဗျဆိုတော့ကိုအမျိုးတိုက်မို့လို့ကိုပြောတာတော့မဟုတ်ဘူးလာကြည့်ကြည့်ပါညှိနှိုင်းကြည့်ပါအဆင်ပြေပါပါခင်ဗျဆုံးရှုပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ